အားလုံးမင်္ဂလာပါဗျို့အမျိုးတွေမနေ့ဖြန် UFC 315ရှိတယ်ဗျာအဲ့ဒါလေးပြောချင်တာနဲ့တက်လာတာမနေ့ဖြန်315ကိုမပြောခင်အရင်တစ်ပတ်ကအကြောင်းလေးပြောကျွန်တော်ပြောမယ်ပြောမယ်နဲ့ဒါရမ်းမှာနာစီချောင်းစုဖြစ်တာနဲ့လည်းမပြောဖြစ်တာဒီ main card ကိုကြည့်ရရင် Jeremy Stephen show နဲ့ဗျာဒီကောင်လေးမသိနော် မော်မွန်တယ်ဂျက်ဆန်ဒီကောတာရဗျာဒန်နီယယ်မာကုစ်ကသူကသူ0ကပြုတ်သွားတယ်မမေ့ဒီကောအများကြီးတာဘာမှပြန်မလုပ်လဲနဲ့ဒီကောလည်း knock out ပဲဒီကောဆန်တီယာဂိုဘွန်ဇီနီဘိုနီဘီယိုဒီကောလိုက်မထင်အောင်ဒန်နီယယ်ရော်ဒရီဂတ်ကစားတာဒီအရောထုံးတဲ့တိုင်းပေါ့လေကျွန်တော်ရဲ့ဟိုအောင်လာကိုကျွေးထားတဲ့ RDR ပေါ့လေ Rainier ဒီရေဒါဘိုနီကောကတော့ပထမဆုံးသူ့ရဲ့0ဘဲကိုကွဲသွားတော့ဗောနော်တကယ်တော့ကျွန်တော်ဒီကောင်းကြီးအကောင်ကြီးတယ်သူက wrestling သမားကို wrestling သမားနဲ့ jujitsu သမားနဲ့တွေ့ကြတာဒီကောင်းကဘိုနီကောဒူးနဲ့တိုက်ပြီးတော့ပွဲသိမ်းလိုက်တာဒီမှာရှိမယ်ဗျာတော့ကျွန်တော်ပြမယ် RD ဘို N I C K E R လေ R D R ဘုံကတူအိုးအိုး it's your boy အဲ့မတူမဟိုအာရေနီယာဒီရဒါဟိုကလေဟာဟော်လန်ကအဲ့တော့ဟော်လန်ကကောင်တွေက သူတို့ကမွေထိုင်းကစ်ဘောက်စင်ကောင်းကြတယ်ဗျမွေထိုင်းကစ်ဘောက်စင်ကောင်းတော့အဲ့သူကပွဲမှာဒူးနဲ့အဲ့ဒူးနဲ့စားရတာဘောနော်အဲ့မှာဒူးလေဒူးလေသူကလှိုင်းလှိုင်းသုံးတာနောက်ဆုံးကျတော့ဘိုးနစ်ကောကဒီအာဒီယာကိုဟိုနဗန်းတက်ဖို့ကြိုးစားနေတယ်နောက်ဆုံးကျတော့သူကောင်းအပေါ်ရောက်တော့အကောင်ကြီးအကြီးပဲဒီကောင်က 205ဘောမှာထိုးလဲ185ဘောမှာထိုးလဲဒီမှာ185ဘောမှာထိုးတော့အဲနီးကိုတွေးပြီးတော့အဲမှာအဝယ်မှာတွေးထလဲအန်ဒါပွန်ဇီအနိုပွန်ဇီနီဘီယိုကျွေးရတယ်ကွာရေနီယာဒရီတာတော့ဟိုဗာလေသူက American အမေရိကန်ရဲ့အကောင်ဆုံး wrestler သမားကိုကြွေးပြီးပါပြီဗောနော်အဲ့တော့သူကဘယ်သူနဲ့ထိုးခြင်းလဲဆိုတော့ဟိုကောင်ကိုစိတ်ခေါ်ရတယ်ဗျာသူပြောမယ် UFC champion UFC middleweight ranking uh 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 short strike lane စေခေါ်ရတဲ့ short strike lane strike game အကောင်းဆုံးဆိုလို့အကောင်နဲ့ချခြင်းတယ်တဲ့ပွဲဖြစ်လာရင်တော့ကြည့်ကောင်းမလို့ strike lane လည်းနှစ်ခါလုံး DDP double C ကိုရှုံးတော့သူကလည်း champion ဘွဲကိုပြန်လိုချင်နေတော့ဗနမလွယ်တော့မလွယ်ဘူး RDR ဒီကောင်ကကြောက်စရာကြီးပွဲကနှစ်ပွဲ သုံးဘွဲထိုးပြီးတော့သုံးဘွဲနိုင်ထားတယ်ဟဲ့အကုန်အကုန်ဒီပထမမီယာချက်နဲ့ကေဗင်ဟောလန်ဆပ်မစ်ရှင်နဲ့နိုင်ဘိုနီကောကျတော့နော့ကောက်နဲ့နိုင်တော့အကောင်ကြီးကမလွယ်ဘူးအဲမီရိုဝိတန်ပူချီကောင်းမှာ UFC ဆိုင်လို့တမှန်တာပေါ့နော် အော်နောက်နောက်ဆုံးဒီခေါင်ပွဲ Corey Sanhagen နဲ့ Davidson Figueroa တို့ Sanhagen ဒီကောင်ကြီးက145 135မှာအာအကြီးပဲလေတော့ကျိုးနေမကောင်သူတို့နှကောင်အဲ့လိုလုံးထွေးနေကြတာတာတာ Corey Sanhagen တာတယ် Davidson Figueroa နည်းနည်းသေးတယ်နည်းနည်းသေးတဲ့အပြင်မှာအဲ့လိုသူတို့နှကောင်အဲ့လိုလုံးနေတဲ့ကြားထဲက အဲ့မှာဒူးကဒီကောင်ဒူးကအဲ့မှာအထဲဝင်လာလေလားအဲဒူးကြိုးသွားလာလားဒူးပြုတ်သွားလားမသိဘူးဒီကိုရီးယားအဲ့ဒူးခြေတော့ကိုမပြီးတော့ဖိလိုက်လားအော်အဲ့မှာကြည့်တွေ့လားဒူးပိုဇီရှင်ကအဲ့လိုကြီးဖြစ်လာအဲ့လိုကြီးအော်ကောဒူးကြီးကဒီတော့မညက်ပြီးကြံနေကြတယ်ဗောနော်အဲ့မှာဆရာသမားအဲ့မှာသူက ပြုတ်ထွက်သွားတယ်လေ the ligament ရှိတော့ဒီလိုတစ်ခုနဲ့တစ်ခုနဲ့ဒီအပေါ်ပေါင်ယိုးနဲ့ဒီဟာနဲ့ခြေထားတဲ့ဘီအအဲခေါ်နေအဲအဆက်တရှိတယ်သူတို့ခေါ်ရရအများကြီးပေါ့လေအဲ့ဒါပြုတ်သွားတယ်လေ injury နဲ့ shoulder ဆက်ထေကဟိုအချောင်းမထင်းနဲ့ထပ်ပြီးတော့ကပတ်တော့လူအောင်မထင်းကောင်းတယ်နေကောင်း โอเคပြာတာမနေ့ပြန်မနေ့ပြန် UFC 135 135ပြောတာ sorry ဘိုးမထင်းနေဒီကောကနေဒါမလို့မထင်းနေအာလီပရီလင်းမ်စ်မှာတော့ဒီလောက်လည်းမရှိဘူးဂျက်စီကာအန်ရာရှာတိရဗျာအရင်က UFC ချန်ပီယံအဟောင်းအကြောင်းဝေလီကိုရှုံးသွားတာ ဒီကောင်တည်တယ်ဒီကောင်ရဲ့ရည်ရတယ်205ဘောင်းကောင်း I I am cute lava ဆိုတော့ရည်ရတော့နိုင်ရရှုံးလိုက်နိုင်ရရှုံးလိုက်ပဲခါတာကဒီကောင်နေတော့မတည်မိခါတာကြည့်အောင်ရတော့မိခါက okay ဒီကောင်ရဲ့ cancer cancer okay သူကပြင်သစ်ကကောင်းနော်နည်းနည်းကြီးရတော့ကောင်းသူ့နာမည်က Ben White Saint Denis မဟုတ်တော့ Benoit Saint Denis ဆိုအတန်းထွက်တယ်တော်တော်ကြီးစား Benoit Saint Denis သူကနောက်ဆုံးနှစ်ပွဲရှုံးတာနောက်ဆုံးနှစ်ပွဲကဘယ်သူ့ကိုရှုံးလဲဆိုတော့ Poirier ကိုရှုံးတယ် Hunter Hernando Moicano ရှုံးတယ်သူကပထမပွဲတပွဲမှမရှုံးရှုံးမှမရှိဘူးเนาะ UFC မှာအဲ့တော့ တယ် US ကရှုံးမရှိဘူးထင်တယ်ဒီကောင်းလည်းအရှုံးပဲ Kyle Brackbullet သူကလည်းရှုံးမရနေအဲ့တော့သူတို့ကအရှုံးသမား၂កောင်တွေ့ကြတယ်ဗောနောကြည့်ရတော့နေရာလူကြမှာထင်တာပဲ Okay Alexa Grasso က Champion အဟောင်းသူက Valentina Shevchenko ကိုနိုင်ပြီးတော့ Champion ဖြစ်လာတယ်ဒါပေမဲ့ပြီးတော့ Valentina ကိုပဲ Shevchenko ကိုပြန်ရှုံးသွားပြီးတော့ ပြန်ရှုံးသွားပြီးတော့အတခြားပွဲတွေထိုးတော့ပေါ့လေဒါပေမဲ့ခေါင်းပွဲတော့ခေါင်းပွဲပဲပေါ့နော် Alexa Alexa Grasso တို့ချစ်စရာလေဒီတယောက်ကတော့မသိ Natalia Silva မင်းကလေးပွဲတွေကနာမည်တော်ကြီးမှပဲတည်မယ်နှုတ်ဘောဆိုတော့မသိဘူးကောင်းရတီးကြမှာဂျိုဆီအော်လ်ဒိုဂျိုဆီအော်လ်ဒိုကတော့ဒီကကော်နာနော့ကောက်ချလိုက်ပြီးတော့ချန်ပီယံပြန်မဖြစ်တော့တဲ့သူပေါ့လေဖေဒါဝေးမှာထိုးနေတော့ Yeah, listen up, ma. Uh, because I miss a happy, I miss a happy day. Happy decision, decision. Knock out, knock out. Decision so you know, pin ya come, no? Juicy, although not so poor, well, uh, Mario Bautista. Don't let Nile show like Ben, no worry. Where are Bio Bolly, you know? သူကလည်းအသက်ကကြီးပြီးတော့38လောက်ရှိပြီ။ငောင်းလည်း30ခေါ။နားတင်ပါပြီတကယ်တော့သူက King of Rio ဆိုပြီးတော့မနာဆက်ထိုးနေတာပစံမရှိလို့ပါလားမသိဘူး။ Okay ဒီကောင်တော့ကပတ်လူပဲဗျာ။ Women Flyway Valentina Shevchenko နဲ့ Manon Fiora Fiora ကတပွဲပဲရှုံးလာတာပဲ။ Decision Aaron Blanchfield အခါတည်းကကြီးလာတယ်။ ဟာဘူးမီလာတော်တနေ့မှာတပွဲပဲထိုးတော့ရိုးစ်လာမှာယူနက်စ်ကိုနိုင်လာတာပဲကက်လင်းချူကေကီယန်သူကလည်းကဘာဟိုသူလည်းစိတ်ခေါ်ဘူးလေချူကေကီယန်တနေ့တပွဲထိုးပတ်စံလို့ရှာနေလည်းမသိနိုင်လောက်ဘူးဗျဒီလားဗလန်တီနာရှက်ဖျက်ကိုကကဘာချန်ပီယံအတွေ့အကြုံ ရရှိရစွာ။အော်ပြင်တဲ့ ranking 5တဲ့။ clip ဝယ်တော့ပြင်တဲ့အကောင်မှာ။ तू ကတော့ तू နိုင်မှုများပါတယ်။ तू ကတော့လက်နဲ့စုံတာပေါ့နော်။ okay ဒီကောင်ခေါင်ပွဲอ่ะဘယ်လိုပြောရမလဲမသိဘူးပွဲလေးအားလုံးနဲ့မဒီပွဲစိတ်ဝင်စားဖို့ဖြစ်တယ်။မဘလာမိုဟာမက်ကရှက်ခါနဲ့ထိုးပါမှာတည်တယ်မလားဒါပေမဲ့ ပြစ်ချင်တော့ shaft ကတန်းရောက်တော့ jack della mandalena နဲ့ mandalena နဲ့ထိုးခိုင်းတော့လေဒီကောင်းလေဒီကောင်းကောင်းလေကောင်းလေဆိုတာထက် तू ကနပန်းတော့အရင်မကောင်းတော့ဘူးဒါပေမဲ့မာတယ် knock out power ရှိတယ် jack della mandalena အဲ့တော့ gilbert burns ချတော့ပထမဆုံး तू သူကခံနေရတာပြီးတော့ကြွေးလိုက်ပါန်ရှောဝါ ကယ်ဗင်ဟောလန်နဲ့ကယ်ဗင်ဟောလန်190မှာထိုးလဲ185မှာထိုးလဲပေါ့နော်လစ်သွားတယ် decision decision knock out knock out knock out သူကတော့မလွယ်တော့မလွယ်ဘူးနော်ဘလာမိုဟာမက်ဒါမှဘလာမိုဟာမက်ကဘာကောင်းလဲဆိုတော့ wrestling ကောင်းတယ်အဲ့တော့ wrestling နဲ့ wrestling နဲ့ထူထောင်ပြီးလို့ပြန်မဝရင်တော့ဒီကောင်ရှုံးမှုများပါတယ်သူက ตัวจนเราออดดอจีอ่ะเออวิ่งดีไปเชื่อวิ่งอันนี้ก็ดีไปเปล่าเปล่าเอาเดี๋ยวเดี๋ยวเปล่า minus one eighty five ว้าวเชฟเชงโกเนี่ยมันน้องฟิวร็อกอ่ะฟิวร็อกอ่ะอดกับตาอะไรแบบนี้ฮะโอ้ห่วยแล้วมั้งเดี๋ยว oh my god ดูบอลที่เป็นเช่าจิวก่อนเนาะ ဟိုဂျိုဆီအော်ဒိုနဲ့နာမည်မရှိတဲ့ကောင်လေးကတော့ဂျိုဆီအော်ဒိုပေါ့လေ Alexa Grasso ပြည်သစ်သမားတွေဘာလို့ပါလဲဆိုတော့သူတို့ကလုံးမှာကနေဒါမွန်ထရီးယားမှာလုံးပါเนาะကနေဒါကပြင်သစ်ကောအင်္ဂလိပ်လိုနှမျိုးပြောတာအဲ့တော့ဖိုက်ဖောပြင်သစ်စကားပြောတဲ့သူတွေထဲတာပါเนาะတာမှာပဲသူလိုကောကလည်း local နဲ့ချိန်ပြီးတော့အဲကြောင့် Ben Noah Sandney ဆိုတော့ပါလာတော့ဟောဒီတော့ကနေဒါအကောင်တွေပါတယ်ကနေဒါအကောင်တွေပါတယ်ဒါ European တွေရော European များတော့ဗောနော် European များကဲဘယ်လိုနိုင်မထင်လဲဗျာကျွန်တော်တော့ဘလာပဲနိုင်မထင်လဲ Jack Della Mandalena ယူဒေနာဝိုက်ကတော့ကြိုက်မှာမဟုတ်ဒါပေမဲ့ဘလာရဲ့ wrestling ကဒီကောင် Jack Della Mandalena ကြော်လို့မရလားထင်တယ် ဒီဘွယ်ရတော့စားပါတယ်ကိုကိုနားလေတော့ပြောရတော့ရှက်ချန်ကိုပဲဘွယ်တော့ညောင်လို့မကြည့်ဘူးဗျမကြည့်ဘူးဆိုတော့ဂျိုစီအော်လ်တို့ကတော့ကြည့်ဘူးလေဘောနော်အတွက်အကြပဲရောက်နေပါအဲ့တူနိုင်မယ်ပဲညွှန်းတာ Alexa Grasso Grasso နဲ့နေဗျာကြည့်ပါဦး minus ဒီဘက်က Natalia Silva when when does she receive pizza position နဲ့နဲ့နိုင်တာကိုရီးယားအပင်း Alexa Grassoli အပင်းကအဲ့လိုလေးကျန်းတာကြဘန်နော်ဆန်ဒနီစာ minus 1600 odd ကပစ plus 900ဒီကောင်တော့မရကောင်းမမသိတော့နေမယ်ဒီပွဲက light weight 155ပေါင်ခါပြီးတော့ခါပြီးတော့တန်းဆိုကြည့်ကောင်း Okay. ဒါက prelim မှာထုတ်တန်တိုင်းပေါ့လေဒါစားလုံးချိန်ပေါ့နော်မိနစ်6ခွဲအာ7နိုင်ဒီကောင်တော့7နိုင်စားမစင်းနိုင်စားမဆိုဘာမှလို့ဆို6ခွဲပေါ့လေမီလာပါသေးစူတောင်းပေါ့ဗျာမီလာပါစီစူတောင်းရင်တော့ဒီဒီကောင်လေးကတော့7နိုင်တနိုင်လောက်ဖြစ်သွားမယ်ထင်တယ်အာဆိုရင်တော့ဒီခေါင်ပွဲ2ပွဲ3ပွဲလောက်ကတော့ကြီးကောင်းမှာဒီပွဲကောင်းမှာဗျာသိလားဒီကောင်လေးကအလဲထိုးနဲ့တွားကြမှာထင်တယ် သူတွေနိုင်မထင်ကြဘူးဗျာပွားကြပါအော်ဒါနဲ့မနေ့ကတောက်ကြနေမှာအဗရာနီကာဗရာနီကာနိုင်တော့လေဗျာပွဲရှိမှန်းတော့မသိအဲ့လောက်သူကဟိုဘက်ကသူ့ဘက်ကကောင်းမလေးက ရှုံးမမရှိတဲ့ရှုံးမမရှိတာလားနိုင်ဝဲဆက်နေလားမသိနော်အဲ့တော့ခဏ၃က၄က၄ကတော့နောက်ကောက်ကြအောင်ထိုးလိုက်တော့ဘရွန်ကအရင်သူနည်းနည်းအပြောခံလို့တဲ့ပြောခံလို့တဲ့တင်းပြီးတော့တင်းပြီးတော့ပြင်လာတော့ဗောနော် သူတင်းပြီးတော့ပြင်လာပြီးတော့နောက်ဆုံးကျတော့နိုင်ပွဲကောက်ပါတယ်လို့မို့ဆိုရင်စိတ်ညစ်နေပါဘောနော်ဟိုပါလေ Fight Nation ကကိုကျော်စိုးလို့ရေးတာလေတော့စိတ်ဆိုးတယ်ကောက်ပါတယ်ဘာမှကိုမြန်မာပြည်ရဲ့လူနိုင်ပွဲရတော့ဝမ်းသာစရာကြီးပေါ့ Congratulations ပါခင်ဗျာ Mama Veronica ကဲဒီပွဲလေးမနေ့ပြန်မျောပါဗျာဘယ်သူနိုင်မထင်ကြလဲလဲပွားကြပါ like and share လေးတွေနဲ့မစားပေးပါအောင်ခင်ဗျာ။နောက် subscribe လို့ရသေးလဲ subscribe လေးလုပ်ထားပေးပါအောင်။အားလုံးကျမ်းမာချမ်းသာကြပါစေဗျာ။ပြီးခင်ကြပါစေ။အားလုံးတက်တာ။